မရှိလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီချောင်းပြိုကျခဲ့သည့်မန္တလေးတိုင်းကျောက်ဆယ်မြို့နယ်ရှိမူဂျိုကျောင်း၏အပျက်စီးများအောက်မှကလင်းငယ်73ဦး၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိထားကြောင်းဒေသခံကေဆေးဤသမားတို့ကယနေ့တွင်ပြောကြားထားပါသည်။ကျောက်ဆယ်မြို့အင်းမြကြည်လင်ရက်ွက်တွင်ဖွင့်လှစ်ထားသည့်မူဂျိုကျောင်းတွင်ကျောင်းသား90ကျော်ဆရာမ9ဦးရှိသည့်အနက်ဆရာမနှင့်ကျောင်းသားအချို့မှအဆောက်အဦမပြိုကျမီထွက်ပြေးလွတ်မြောက်ခဲ့တော်လေ။အချို့မှာ အစာအုပ်တွေပိတ်မိကြရင်ခက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြိုတဲ့အချိန်မှာပိတ်မိနေတဲ့ကလေးကအသက်ရှင်လျက်9ဦး၊တည်ဆုံးကလေးက7ဦးအဲ့ဒါကိုထုတ်နိုင်ခဲ့တယ်။မူဂျိုကလေးတွေ၄နှစ်၄နှစ်အောက်ကလေးတွေနေခင်းအိတ်ချိန်ကြီးဖြစ်တာလေ။ကလေးတွေအိတ်နေတဲ့အချိန်ဖြစ်တာဆိုတော့ခေါင်းအုံးလေးတွေနဲ့အိတ်နေတာအဲ့ဒီအတိုင်းလေးတွေပြိနေတာထိခိုက်ဒဏ်ရာရတဲ့ကလေးများပြားပြီးခြေထောက်နဲ့လက်တွေပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု၎င်းကဆိုထားပါတယ်။ဆီယမ9ဦးနဲ့၄ဦးလွတ်မြောက်လာတော့လေ။ တဦးတည်ဆုံးကဒဏ်ရာနှစ်ဦးကိုကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုပါတယ်။ဒါ့အပြင်ကျောင်းတွင်ဇေယောင်းနေသည့်အမျိုးသမီးတဦးမှလည်းတည်ဆုံးခဲ့သည်ဟု၎င်းကဆက်ပြောပါတယ်။ကျောက်ဆယ်မြို့ပေါ်ရက်ွက်၈ခုရှိသည့်အနက်9ခုမှာပျက်စီးများပြားပြီးပုဂ္ဂလိကဗန်များဆေးရုံပါဝင်အများအပြားပြိုကျပျက်စီးခဲ့သည်ဟုဆိုပါတယ်။ဒါ့အပြင်တုံးတက်တိုက်အဆောက်အဦထဲဆိုင်လည်းငလင်တန်းကြောင့်ပြိုကျပြီးဆိုင်ရှင်အပါဝင် ဝန်ထမ်း9ဦးလည်းတည်ဆုံးခဲ့ကြောင်းအထက်ပါမျိုးသားကဆိုပါတယ်။ ကျောက်ဆယ်မြို့တွင်ငလင်ကျောင်းမနေ့ကညနေပိုင်းအထိအတီးပြုတ်ထားသည့်တေဆုံးသူ103ဦးရှိပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိပြီးအရေးအတွက်အတိအကျမသိရသေးဘူးဟုဆိုပါတယ်။မတ်လ28ရက်နေ့နေ့လယ်ကမန်လေးမြို့နီဘဟုပြုတ်လောက်ခတ်ခဲ့တဲ့ Richard Daske ခွန်တသမခွန်ပြင်ရရှိတဲ့ငလင်ကျောင်းတေဆုံးသူ1644ဦးထိခိုက်ဒဏ်ရာရသူ3408ဦးရှိပြီးပျောက်ဆုံးသူ139ဦးရှိကြောင်းစစ်ကောင်စီကမနေ့ကညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။